အာယုလေကမြည်သောအသက်လမ်းကြောင်းနဲ့ပတ်သက်တဲ့လက္ခဏာအကောင်းဆိုးလေးတွေကိုဆရာတင်ပြမျှဝေပေးခြင်းပါတယ်။အသက်လမ်းကြောင်းတဏှိယဖြစ်တော့အာယုလေကလမ်းကြောင်းဖြစ်ပါတယ်နော်။အဲဒီလမ်းကြောင်းကပုံမှန်အဖြစ်လက်ညိုးနဲ့လက်မရားကစတင်ကလက်မကိုဝိုက်ဆင်းသွားတဲ့လမ်းကြောင်းကြီးဖြစ်ပါတယ်။အဲဒီလမ်းကြောင်းကြီးကပုံမှန်အဖြစ်ပဲအဲဒီလို ရှည်လျားအကောင်းနေမှသာ ကျမ်းမာရှမ်းသာစွာနဲ့တက်တန်းရှိရှိတက်တန်းပြည့်ပြည့်နေရမှာဖြစ်ပါတယ်။အဲ့ဒီတက်လမ်းကြောင်းဟာယခုပေါ်ပြပါ ပုံတိုင်းမိမိပြီးတော့ပြတ်တော့သွားပါကထိုမိမိပြတ်တော့သွားတော့အသက်ပိုင်းရှားမှာအသက်အန္တရာယ်ကြုံတွေ့ရတတ်ပါတယ်အသက်ဆုံးသွားနိုင်ပါတယ်နော်။ဘေရောညာရော ပုံစံတူပြတ်တော့နေခဲ့မယ်ဆိုရင်အသက်ဆုံးနိုင်တဲ့ရာဂိုင်းနှုန်း85%အားကောင်းစွာနဲ့တည်ရှိပါတယ်။ အဲ့ဒီအသက်လမ်းကြောင်းကရှီလျားထင်ရှားပြီးတော့တကြောင်းနဲ့အားကောင်းစွာရှိနေတယ်ဆိုရင် အသက်85နဲ့80ကြားတဲ့အထိအသက်ရှည်ရှည်တက်တန်းပြည့်ပြည့်နေရမှာဖြစ်ပါတယ်နော်အဲ့ဒီအသက်လမ်းကြောင်းဟာတကြောင်းနဲ့မဟုတ်ဘဲနဲ့နှစ်ကြောင်းတက်ပုံစံနဲ့ယခုဖော်ပြသလိုတည်ရှိနေပါရှိနေမယ်ဆိုရင်အဲ့ဒီလူဟာအသက်95နဲ့100ဝန်းကျင်လောက်အထိတက်တန်းရှည်ရှည်နေရတဲ့သူဖြစ်ပါတယ်နော်ဒါကတော့အာယုလေခမြည်တော့အသက်လမ်းကြောင်းရဲ့ အတူရှိပေါ်မူတည်ပြီးတော့တင်ပြရခြင်းဖြစ်ပါတယ်အဲ့ဒီအာယုလိခအသက်လမ်းကြောင်းနဲ့ပတ်သက်လို့နောက်ထပ်လဲဆက်လက်ပြီးတော့တင်ပြပေးပါဦးမယ်ခင်ဗျာနော်မိမိတို့ရဲ့အသက်လမ်းကြောင်းနဲ့အကင့်ညီမှုရှိမလားမရှိဘူးလားဆိုတာဆရာကကောမလေးမှလည်းပြန်ပေးထားကြပါဦးနော်ညံပူဇော်ကနဲ့လက္ခဏာအဆိုးကောင်းကန်စားတာအကျိုးကြောင်းတွေသိကျင်နေဆိုရင်ကလေးလူကြီးလုပ်ငန်းနာမည်ပေးရွေးခြင်းတွေ ြုလို့ရှင်နေဆိုရင်ရရယာအစီမံဓာတ်တင်တရိုက်ကိစ္စများအနံဆောင်ရွက်ပြုလို့ရှင်နေဆိုရင်ဆရာရဲ့ဖုန်းနံပါတ်39250 69239 35ဘိုက်ပါမှဖြစ်စေ Facebook Messenger TikTok Messenger Telegram စသည်တို့မှဖြစ်စေလာရောက်ဆက်သွယ်စုံစမ်းနိုင်ပါ